သိန်းတောင်းချီတန်းချမ်းသာသူတွေဖြစ်ပေမယ့်စတူဒီသားလူမှာထမင်းဝင်စားနေကြတာကြောင့်ထက်တန်းစားစစ်စစ်ဖြစ်သက်မှတ်ခံရရတဲ့ဆွဲထက်မိသားစု ဇွတ်တမ်းမိသားစုကတော့မြန်မာနိုင်ငံရဲ့နမည်ကြီးထိတ်တန့်ရွှေဆိုင်နေထဲမှာတဆိုင်ပါဝင်ဖြစ်ပါရည်မီဒီယာအင်တာဗျူးတွေဖြစ်ပေမဲ့လည်းပြည်သက်တရားဇွတ်တမ်းမိသားစုကိုတိတ်ပြီးတော့သတိမထားမိကြပါဘူးလက်တလုံးမှာတော့ငလင်ပေးနဲ့တူဇွေတက်ဆွေရှင်နာဆိုင်ပန်းရှင်မိသားစုကလူပြောများနေကြတာပါမလာ20ရက်နေ့ကလောက်ခက်ခဲတဲ့ငလင်ကြောင့်မြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များကရဆရာမရှိအောင်ကိုပြက်စီဆုံးရှုံးခဲ့တာပါကြပြင်မန္လီမြို့ရဲ့နမေကြီးကျောင်းတိုက်တစ်ခုဖြစ်တဲ့မဆိုးရင်ကျောင်းတိုက်ပြိုကျပျက်စီးသွားတဲ့တွင်ဇွဲထက်မိသားစုဟာ အတစ်ကနေပြန်လည်ဆောက်လုပ်ပေးမယ်လို့လှူခဲ့တာပါငလင်းမလုတ်ခင်ကဆောက်လုပ်ထားတဲ့ပုံစံတိုင်းမစိုးရင်ကြောင်းတိုင်းအစ်ကိုတိမ်မောင်းတောင်းချီကုန်ခံကဆောက်လုပ်ပေးကြမှာပါဇွဲတက်ပိုင်ရှယ်ဖြစ်သူကတော့မစိုးရင်တိုက်တဲ့အတွက်တိမ်မောင်းကိုသားမကကုန်လင်းရအောင်ဆောက်ပေးမှာဆိုပြီးတော့တည်ပြထားတာပါအခုလောကြောင်းတည်လူပေးမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းနေ့စဉ်နဲ့များစထရီတာမန်တန်မှာငလင်းပေးကြောင်းရှောက်တိန်နေသူတွေကိုထမင်းဟင်းတွေတိတ်ခင်းကျွေးမိရတာပါလူတန်းမရွေးလာရောက်စားတောက်ကြဖို့အတွက်ပိုင်ရှင်မိသားစုကိုယ်တိုင်အဲ့ခန့်ကကျွေးလို့နေတာဖြစ်ပါတယ် ရွှေသားလူမလူတွေကများတာကြောင့်ပကံကိုလင်းစတီးပကံတွေနဲ့ကျွေးတာဖြစ်ပါတယ်။လူအများကိုကျွေးတဲ့ပကံတွေနဲ့ပဲဆွဲထက်မိသားစုဝင်တွေကတူတူဝင်းကထမင်းစားကြတာပါ။တထေးတွေဖြစ်တာမလို့ပကံကိုမျိုးမျိုးပြောင်းပေးပါလို့လေတောင်းဆိုတာမျိုးမရှိပါဘူး။ကြာပြင်တူတူဝင်းကစားတော့နေတဲ့ပုံရိပ်ကြောင့်တမိသားစုလုံးကိုချစ်ကျူးနေကြတာပါ။ကြာပြင်ပြီးခဲ့တဲ့လတော့ကလိုင်းလေးရွှေဆိုင်ပန်းရှင်ရဲ့ပြည့်မှုတစ်ခုကလူကြားထဲမှာလူပြောများခဲ့တာပါ။ သူတို့ဆိုင်ကြညာအတွင်းစုပိသစင်းနဲ့နေထွတ်တို့ကိုခေါ်ခဲ့တာပါထမင်းစားချိန်မှာအမှုပညာရှင်နှစ်ယောက်နဲ့အတူတူပိုင်ရှင်ဇနီးမောင်နှံကထမင်းတူတူစားခဲ့ကြတာပါထမင်းစားတဲ့အချိန်မှာအမှုပညာရှင်နှစ်ယောက်ကိုချွေပကန်နဲ့ကျွေးကပိုင်ရှင်ဇနီးမောင်နှံကချွေပကန်နဲ့ထိစားနေခဲ့တာပါ ဒါကြောင့်မလို့လည်းခုလက်ရှိမှာဆွဲတဲ့ပိုင်ရှင်မိသားစုရဲ့အပြုမှုနဲ့နှိုင်းရှင်ကငွေချမ်းသာလေအောက်ရှင်မလို့သူလို့ချီးကျူးနေကြတာဖြစ်ပါတယ်။ကြာပြင်ခုလိုစိတ်မျိုးရှိတဲ့သူတွေကသာအထက်တန်းစားစစ်တမ်းနဲ့ညီသူတွေလိုထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ဆွဲတဲ့ပိုင်ရှင်မိသားစုဟာငလင်ပေးအတွက်တက်နိုင်သမျှပါဝင်လူတန်းပေးသွားကြမှာပါ။အဲ့လိုတန်းတွေလည်းတောက်လျှောက်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါပြင်ဆွဲတဲ့မိသားစုဟာလူတန်းစားခွဲခြားသူတွေမဟုတ်ကြောင်းကိုလည်း BOR နဲ့လူအများသိအောင်ချပြနေတာဖြစ်ပါတယ်။ငလင်ပေးဖြစ်တဲ့အချိန်မှာပတ်စံရှိကချမ်းသာသူတွေကို တိန်းထောင်ချီစီပါဝင်ထူထမ်းပေးနေရပါတိုင်းမဲလက်ရှိချိန်ဒီငလင်းပေးကြောင့်နေဆုခွာနေရသူချို့မှာနေထိုင်ရေးခက်ခဲတွေဖြစ်နေတော့ဖြစ်ပါရည်ပြည်သက်ချင်းနေရောဇွဲထက်မိသားစုကိုတိမ့်တောင်းချီတန်းချမ်းသာသူတွေဖြစ်ပေမဲ့စတူဒီသားလူမှာထမင်းဝင်စားနေကြတာကြောင့်အထက်တန်းသားစစ်စစ်ဖြစ်တတ်မဲ့လားဆိုတာပြောခဲ့ပေးပါအောင်ရှင်အစောင်းဒီတရှူအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ပြည်သက်တယောက်ချင်းစီတိုင်းလေတဘာဝဘေးရန်ရဲ့ကြီးမှာကင်လွတ်ကြပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေနော် အာနိုင်ငံကြီးလေးအရှိလိုမျိုးပဲတာယာဝါပြောစီပင်စားနဲ့ကျမလာပနိုင်ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ထက်စားမြတ်တာပို့သားလိုက်ရပါတယ်ရှင်မြမပြည်သူပြည်သားအားလုံးပဲစိတ်ရည်ကျမချင်းကိုယ့်ရည်ကျမချင်းနဲ့ပြည့်စုံပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့မြတ်တာပို့သားရင်းနဲ့ပဲဒီဗီဒီယိုလေးကနေပြီးဆုံးသလိုက်ပါတယ်ရှင်